အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါလေဖျာခင်ရဲ့ကွဲကာမစမှုရိပ်အောင်မှာအားလုံးနေကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။မနေ့ခင်းတိုင်းမှာဖျာခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။မိတ်ဆွေတင်နေမိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကိုထောက်ရပြားကောင်းကြီးပေးဖို့ကွဲကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ ဖြာနာနေတဲ့သူတွေဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေဘဝအတ္တတာထဲမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားရှင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါလေ။ Shalom အားလုံးပေါ်မှာသာရဘုရားထံမှလာတော်ညိတ်တဲ့ခြင်းတက်ရောက်ပါစေ။ဘုရားရှင်ရဲ့ကျေးဇူးတော်တက်တဲ့ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ10ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထီတိုင်အောင်လမ်းပြပို့ ူဆောင်တော်မူသောဘုရားခင်ရဲ့ယေရှုတော်ပေါင်းကိုချီးမွမ်းပါတယ်။ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွာအစဉ်ချင်းခွားယူရမယ့်ကျမ်းပိုက်ကတော့128ချိန်မြောက်သောစာလံပိုက်ငယ်တစ်ကနေနေ့အထိဖြစ်ပါတယ်။ထာဝရဘုရားကိုကြောက်ရွံ့၍လမ်းကြီးတော်တို့လိုက်တွားသည်မတော်သူတို့သည် မင်္ဂလာရှိကြ၏။ထိုတို့ပြုလျင်သင်သည်မိမိလက်နှင့်လှုပ်ဆောင်၍ရသောအစာကိုစားရလိမ့်မည်။ထာဝရဘုရားကိုကြောက်ရွံ့၍လမ်းကြီးတော်တို့လိုက်တွားသည်မတော်သူတို့သည်မင်္ဂလာရှိတယ်လို့ကျမ်းစာကပြောပါတယ် ဘုရားခင်ကိုကြောက်ရွံ့ယိုသေးခြင်းနဲ့အသက်ရှင်မယ်။ဘုရားခင်ရဲ့စကားကိုသင်ကနာခံမယ်။အကျက်သည်အခက်ခဲတွေကြားမှပင်လျှင်ဘုရားခင်ရဲ့ဂတိတော်ကိုသင်ကဆွဲခိုင်းပြီးအသက်ရှင်မယ်။အချိန်တန်တဲ့အခါမှာသင်အတွက်ဘုရားအကောင်းဆုံးပြင်ဆင်ထားတဲ့နေ့ရက်တွေရောက်လာမှာဖြစ်ပါတယ်။ဘဝမှာလူတိုင်းကယာဒီအမျိုးမျိုးကိုကျော်လွန်ဖြတ်တန်းကြရတယ်။တချို့ရောသူတွေကိုနှွေးယာဒီကိုဘုရားဖြတ်တန်းစေသလိုတချို့ရောသူတွေကိုမိုးယာဒီတချို့ရောသူတွေကို ဆောင်းယာဒီဘဝမှာအလဲအပြောင်းအမျိုးမျိုးနဲ့ ချူချင်းငန်ဆက်ရတာစုံလင်စွာဘုရားခင်ကျွန်တော်တို့ကိုစားသုံးစေပါနဲ့။နားလည်ပါဘုရားခင်ရဲ့လက်တော်နဲ့တင့်ကိုစောင့်ထိန်လျက်ရှိတယ်။တင့်ဘဝအတ္တကိုမောင်းနေနေတဲ့သူဟာဘုရားခင်ကိုရောတိုင် ဖြစ်ပါတယ်။တမချန်းစာတွေကမြင်းငယ်လေးကသူ့ရဲ့သခင်ကိုယ်တိုင်လေ့ကျင့်ခြင်းသင်ကြားပေးခြင်းပုံတွေးပြုပြင်ခြင်းမရှိသေးတဲ့အတွက်ကြောင့်အတုံးမပြုရသေးဘူး။သုံးလို့ရတဲ့အရွယ်မရောက်သေးတဲ့အတွက်တစ်ပေအောက်မှာခြိထားခဲ့တဲ့သို့တော်သခင်ယေရှုခရစ်တော်က အလိုရှိတယ်လို့ပြောပြီးတော့တပည့်တော်တွေကိုကြိုးဖြည်စီခဲ့တယ်။သခင်ယေရှုခရစ်တော်စီကိုရောက်လာတဲ့အခါမှာမြင်းငယ်လေးကသခင်ကိုအစေခံဖို့အတွက်အစဉ်သင့်ဖြစ်နေခဲ့တယ်။မြင်းရဲ့ကြောပေါ်မှာသခင်ယေရှုခရစ်တော်ကိုတင်ဆောင်ပြီးခေါ်ဆောင်သွားတဲ့အခါမှာမြင်းကလေးက "तू ဘယ်ကိုသွားရဲ?"ဆိုတာ "तू ကိုယ်တိုင်မသိပါဘူး"တို့တော့သူ့ကိုမောင်းနေနေတဲ့သူသူ့ကိုပဲ့ကင်ပြီးလမ်းပြနေတဲ့သူဖျားခင်ရှိပါတယ် တခါတည်းတင့်ဘွားတက်တာထဲမှာတင်ကိုယ်တိုင်နားမလည်နိုင်တဲ့အချိုအကွေဖြစ်ရမျိုးမျိုးတင့်ဘွားတက်တာထဲမှာရှိနိုင်ပါတယ်။ဆိုးရွားတဲ့အခြေအနေတွေကိုတင်ဖြတ်တန်းနေရပေမဲ့ဖျားရခင်တင့်အတွက်အကောင်းဆုံးပြင်ဆင်ထားတဲ့အဆိုးဘယ်တော့အခါမှမကြံစီဘူးဆိုတာကိုနားလည်ပါ။တခါတလေဖျားရခင်ကျွန်တော်တို့ဘွားတက်တာထဲမှာဘာတွေလုပ်နေတာလဲလို့မေးကျင်စရာကောင်းလောက်အောင်နားမလည်တဲ့အခြေအနေတွေမေးခွန်းမေးစရာတွေရှုပ်ထွေးမှုတွေများစွာရှိနိုင်ပါတယ်။သို့တော့တန်တရားစိတ်ကိုဖယ်ရှားလိုက်ပါ။ တင်ပေါ်အတ္တကိုမောင်းနေနေတဲ့သူဟာမြင်နေရတဲ့ဥစ္စာပစ္စည်းစီးစိမ်ရုပ်ဝါဒတွေမဟုတ်ဘူးတင့်ကိုဖန်ဆင်းတော်မူသော position ထောက်ရပြားတဘာတိတာလင်တင်ပေါ်အတ္တကိုမောင်းနေပါစီ လောကမှာသခင်နှူးပဲရှိတယ်ဖန်ဆင်းခံသခင်နဲ့ဖန်ဆင်းရှင်သခင်ဖြစ်တယ်ဘယ်အရာတွေကတင်ပေါ်အတ္တကိုမောင်းနေနေပြီလဲ 65ကြိမ်မြောက်သောဆာလံပိုက်ငယ်17မှာနှစ်တို့ကိုဂျေဇူးတော်နှင့်ပတ်ရတော်မူ၍ခြေရာတော်တို့သည်စီဥယိုသက်ကြပါ၏နှစ်တွေတနေ့ပြီးသည့်ဖျားခင်ရဲ့ဂျေဇူးတော်နှင့်ရစ်ပတ်ခြင်းခံရတယ်နေ့ရက်တွေတည့်ရက်ပြီးသည့်ကြော်လွန်ဖြတ်သန်းတဲ့အခါမှာဖျားခင်ရဲ့ဂျေဇူးပြုခြင်းမဆာခြင်းဖျားခင်ရဲ့ကောင်းမြတ်ခြင်းတွေကသင်ပေါ်အသက်တာကိုဝန်းရံထားတာဖြစ်ပါတယ်ပြဿနာတွေကိုကြော်လွန်ပြီးဖျားခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုဝန်ခံ သက်ရှင်ဖို့ဖြစ်တယ်။ဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုကြီးညာဖို့ဖြစ်တယ်။ကောလောသဲဩဝါဒစာခန်းကြီး၁အပိုင်ငယ်၁၆မှာထိုတခေအားဖြင့်၎င်းထိုတခေဖို့လို့ငါ၎င်းခတ်သိမ်းတော့အရာတို့ဒီဖန်ဆင်းလျက်ဖြစ်ကြ၏။အရာခတ်သိမ်းဟာဘုရားခင်အတွက်ဖြစ်တယ်။ ်ဖျက်ကရဲ့ဘုံတော်အတွက်ဖြစ်တယ်။သင်ကဖျက်ကရဲ့နိုင်ငံတော်ကိုကိုစားပြုအသက်ရှင်နေတော်သူဖြစ်ပါတယ်။မြင်နေရတဲ့သင်ကိုကြည်ကျင်းအားဖြင့်မမြင်နိုင်တဲ့ဖျက်ကရဲ့နိုင်ငံတော်ကိုလူတွေမြင်တွေ့ရဖို့ဖြစ်တယ်။ဖျက်ကရဲ့မြေတားကိုသင်စီကနေလူတွေခံစားရဖို့အတွက်ဖြစ်ပါတယ်။သင်ကအမြင့်ဆုံးတော်ဖျားခင်ရဲ့သားသမီးဖြစ်ပါတယ်။မကြာခဏမိမိကိုမိမိမေးဖို့လိုတယ်။ဒီကမ္ဘာလောကကြီးထဲမှာဘာအတွက်အသက်ရှင်နေရတာလဲ။ဖျားခင်ပေးထားတဲ့စုကျေးဇူးတွေက ဘုရားခင်ကဘာလုပ်စေချင်လို့လဲမနဲ့ခင်းတိုင်းမှာကောင်းခင်ကနေမာနမှုကိုဘုရားခင်ချပေးတဲ့ရည်ရွယ်ချက်ကမာနာရဲ့အသိပေက what shall i do ကျွန်တော်ဘာလုပ်ရမလဲကျွန်တော်ဘာလုပ်တင်တယ်လဲလို့ဘုရားခင်ကိုမေးဖို့အတွက်ဖြစ်ပါတယ်ဘုရားခင်သင်ကိုဖန်ဆင်းထားတဲ့ရည်ရွယ်ချက်ကဘုရားခင်နဲ့တရံတူစွာယက်တည်ဖို့ဖြစ်တယ်လို့ဘုရားခင်ကိုနံဝိညာဉ်နဲ့၎င်းတစ္ဆာနဲ့၎င်းချီးမွမ်းကိုးကွယ်တဲ့သူဖြစ်လာဖို့ဘုရားခင်ရဲ့နိုင်ငံတော်မိသားစုဝင်အင်ဒေါ်ဒါထာဝရမိသားစုဖြစ်လာဖို့ ဖျားခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းတွေကိုဝေမျှသက်သေခံဖို့ကမ္ဘာလောကကြီးကိုဖျားခင်ရဲ့အလိုတော်နဲ့အညီအုပ်ဆိုးဖို့ဖြစ်ပါတယ်။နေရက်တိုင်းမှာဖျားခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ဖျားခင်ရဲ့ဘုန်းတော်ကိုတည်ဆောင်ဖို့ဖြစ်ပါတယ်။ဒါကြောင့်ဘဝရဲ့အသက်အကျအနည်းအမြင့်အခြေအနေတိုင်းမှာဖျားခင်ရဲ့မျက်မှောက်တော်ထဲမှာသင်ရှိနေဖို့ဖြစ်တယ်။ ဖျားရကီရဲ့လက်တော်ကတင့်ဘွားတတတာတစ်ခုလုံးကိုလုံခြုံစေမယ်။ကြီးမားတဲ့ဖျားရကီရဲ့လက်တော်ကတင့်ကိုကာကွယ်ထားတယ်လို့တာဝန်ယူထားတယ်။ဖျားရကီရဲ့မြေတာတော်အလံကတင့်ကိုအုပ်မိုးထားတယ်။နားလေပါ။ကြီးမားတဲ့မြေတာနဲ့ဖျားရကီတင့်ကိုချက်တယ်။ဖျားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်။အားလုံးကိုဖျားခင်အထူးကောင်းချီးပေးပါစေ။ အမြဲတမ်းရှိသူယေရှုအာငယ်တဲ့အချိန်တိုင်းဝိညာဉ်အတွင်မစကားပြောတယ်ကိုရောရှိကြောင်းသိစေတယ်ดาฤพี่มลา တောင်းတာတွေချမ်းချသခင်မြမောက်ကအဝေးထွက်သွားပြီလားတွင်နေမိပါရဲ့မေကိုထုတ်မိလဲဘေတော်မှာအဆောတော်မကြာစီဘူးယုံတယ်ကျွန်တော်တွေ့လောက်ပြီ ဆောင်တဲ့ခင်ဂျေဇုတော်ကျွန်ုပ်တို့ပူရှန်နေ းဆုံးချိန်ခက်ခဲပြီးပြတ်တမ်းချိန်ကျွန်တော်ရဲ့ဘေးနာအမြဲတမ်းရှိသူရဲ့ရှုအာငဲ့တဲ့အချိန်တိုင်းဝိညာဉ် dream မစကားပြောတယ်ကိုရောရှိကြသည်စီတယ် င်ဓာတွေဖြည့်မလားဆူတောင်းဓာတွေတန်ချာသခင်မြေမောက်ကအဝေးထွက်သွားပြီလား ကောင်းတဲ့အကျံစီနေပို့ဆောင်တဲ့သခင်ဂျေစုတော်ကျွန်ုပ်တို့ပူရှင်နေသာရွေးကောင်းတဲ့အကျံစီနေပို့ဆောင်တဲ့သခင်ဂျေစုတော်ကျွန်ုပ်တို့ပူရှင်နေ